စီစဉ်ရာတေနာပရိတိသာသင်၌ဒုတိယမဟာနာယကဆရာတော်ဘုရားဓမ္မဩဝါဒကရဏာယူခြင်းစီစဉ်ဖြစ်ပါသည်ဖုရားတို့ဖြစ်ပါ၍တေနာပရိတိသာသင်၌ဒုတိယမဟာနာယကဆရာတော်အရှင်သူမြတ်ဖုရားဖျားပြီတော်တို့တိန်တော်ຫນွေဘွားတပည့်များအားဩဝါဒကရများချီးမြှင့်ပေးတော်မူနိုင်ပါယံယုတိလေးမြတ်စွာရှောက်ထားပါသည်ဖုရား ဒီကနေ့ဟာပြည့်အကမပန္တိတဘောဓစိတ်တော်ရတိန်တော်ဆရာတော်ရဲ့အကမပန္တိတပူဇော်ပွဲကိုအကြောင်းပြုပြီးယခုတပည့်တော်တို့တိန်တော်ကြောင်းလိုက်မှပညာရှင်တို့တောက်ဆုပြီးမြန်မာနိုင်ငံတဝန်းလုံးမှာနေနေရဲ့သာသနာပြုတည်ကြတဲ့တိန်တော်ကြောင်းသားဟောင်းများ အားလုံးဒီနေရာမှာဆုံဆုံကြီးကြီးနဲ့အခုလက်ရှိចောင်းသားတစ်တွေနဲ့ចောင်းသားဟောင်းတွေနဲ့ဆုံတွေ့ပြီးတော့မှတနေရာထဲမှာစီစီလုံးလုံးဖူးတွေ့ရတော့တပီတော်တို့အမတမဝန္တာပိတိဖြစ်ရပါတယ်ဗျာအခုလိုဒီပွဲကိုမိမိမိခင်ចောင်းတိုက်ကြီးရဲ့အခုလို့ ခန္ဓာထေဝါလာတဲ့ပူဇော်ဝဲကိုလည်းပဲအလုံးကစိတ်ဝင်တစားရှိပြီးကြွားရောက်ချီးမြှောက်ကြလို့တပည့်တော်ကတော်တော်လေးလေးဝန္တာပီတိဖြစ်ရပါတယ်ခင်ဗျာအဲ့တော့တပည့်တော်တို့ဒီတိမ်တော်ကြောင်းတိုက်နဲ့ပတ်သက်ပြီးရှောက်ထားရရင်တပည့်တော်ဒီတိမ်တော်ကြောင်းတိုက်ကြီးကိုကလောတိမ်တော်စော်ဖျားကြီးက 1288ခုနှစ်မှာ စတင်ပြီးတော့တည်ထောင်ခဲ့တာပါဗျာအဲ့တော့တည်ထောင်ကြောင်းတိုက်ကိုတည်ထောင်တော့မြေနေရာကိုလှူတဲ့ပုဂ္ဂိုလ်ကလည်းပဲတာမင်ညာပုဂ္ဂိုလ်မဟုတ်ပါဘူးကျိုင်းတုံစော်ဝါစော်ဝါထဲမှာညာတော်အဖင်အမျိုးသားစော်ဝါတွေများတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျိုင်းတုံစော်ဝါကအမျိုးသမီးစောနန်ဒိဋ္ဌိတာအတော်ထက်တဲ့စော်ဝါမကြီးပေါ့ဗျာ ရှမ်းပြည်သမိုင်းနေကြည့်ရင်အင်္ဂလိပ်ကိုဒေါ်လာနဲ့အခါမှာသူကိုယ်တိုင်ရွရွချွန်ချွန်ရှေ့တန်းကနေဒေါ်လာခဲ့တယ်လို့သမိုင်းစင်လာတွေရှိပါတယ်။ဒါကြောင့်အဲ့ဒီလိုသမိုင်းစင်လာကောင်းတဲ့ထက်မြက်တဲ့စော်ဘွားစော်ဘွားမကြီးပဲဖြစ်ပါတော့စော်ဘွားမစောနန်ဒိတ်တီတာစောနန်ဒိတ်တီတာဆိုတာတပည့်တော်ဗမာလူရှမ်းလူပါဠိရနေစဉ်သက်တဲ့ ဟောဟာရနဲ့ခေါ်လိုက်တာပါဗျာအပြည့်စုံကတော့နန်းဒေဝဒီတာဒေဝဒီတာဆိုတာနတ်သမီးပါဗျာအဲ့တော့နန်းဒေဝဒီတာအဲ့ဒါကိုစော်ဘွားဖြစ်တဲ့အတွက်ရှေ့ရလေးစားသမှုခေါ်တဲ့စော်ဆိုတာဒီစကလုံးလေးနဲ့ရှမ်းနေရှမ်းဒလိထုံတန်းစင်လာရ အရှင်သခင်ကိုလေးလေးဆဆနဲ့အဲ့ဒီလိုစော်ဒီလိုမျိုးလေး အခုရေးတဲ့အခါတဝေထိုးစရေးချအောင်ဝတ်တက်နဲ့ဗမာတွေကရှမ်းလူတော့ပြီးသားအောင်မထွက်တတ်ပါဘူးရှမ်းကတော့ကျွန်တော်လေးပြည်ပြည်သားသားထွက်တတ်တယ်ကြည့်ထားပါအဲ့တော့စောနံဒေဝတိတာအဲ့ဒါကိုစောနံဒိဋ္ဌိတာလို့အရက်ထဲမှာလူတွေကခေါ်ကြတယ်အဲ့ဒီစောဝါမကြီးကတည်းသူပိုင်တဲ့မြေကပထမဒီတိမ်တော်เจ้าကို ရက်တော်မူကုန်းတရားပါစဉ်းစားတာကတော့တင်တော်ဆရာတော်ဤတို့ကရွေးတော့မကြိုက်ဘူးအဲ့ဒါနဲ့အောင်မြင်သာစီအကြောင်းတောင်းပဲအခုဓမိကာယုံအကြောင်းနဲ့ဆွန်းလွန်းကြောင်းတရားဒီနေရာလေးကတော့တော်တယ်ဆိုပြီးတော့အဲ့ဒီနေရာမှာရှိတဲ့တစ်တော်ချံကိုစောနန်ဒိဋ္ဌိတာကဝယ်ပြီးတော့ကလောတိန်တော်ဆောဘုရားကြီးသာသနာပြုဖို့အတွက်လှူခဲ့တာပါဗျာအဲ့ဒါ1288ခုနှစ်ကပါဗျာ1288ခုနှစ် ကလောတိန်တော်ဆရာတော်ကြီးဗဒ္ဒန္တအာဒိဇမထေဆရာတော်ဥပန္တဝအမှုပြုတဲ့တန်ဃာတွေနဲ့1988ခုနှစ်မှာမဟာဓမ္မိကာယုံကျောင်းနေရာမှာတိန်တော်ကျောင်းကလောကျောင်းခွဲဖြစ်တိန်တော်ကျောင်းရဲ့နာမည်အပြည့်စုံဆိုတာတပည့်တော်ကလောတိန်တော်ကျောင်းရဲ့မုတ်ဦးမှာသွားဖတ်ရင်တွေ့ရပါမယ်မဟာဓမ္မိကာယာမတိန်တော်ကျောင်းတိုင်ကလောတိန်တော်ကျောင်းတိုင်ရဲ့မုတ်ဦးမှာနာမည်အပြည့်စုံအဲ့ဒီနာမည်အတိုင်းပဲ တပည့်တော်တို့အခုဓမိကောင်ကြောင်းတဲ့ဆွန်လွန်ကြောင်းနေရာမှာမာဓမိကာယာမတိန်တော်ကြောင်းတိုက်ဆိုပြီးတော့1288ခုနှစ်ကစတင်ပြီးတည်ထောင်ခဲ့တာပါဗျာအဲ့တော့ဒီနားမှာမဟာမြတ်မုဏိဖရာကြီးကလည်းအဲ့ဒီချိန်မှာတေဃာစဆိုတော့ကတော့တိန်တော်ဆီတော်ဖရာကြီးကလည်းအဲ့ဒီချိန်မှာသင်ပေါ်ကြော်ကြားတဲ့အရှိန်ဝါကြီးတဲ့ဆရာတော်တပါးအဲ့တော့ မာမြတ်မုနိဖရာကြီးနဲ့ပတ်သက်တဲ့ဗုဒ္ဓဝေယဝိသကိစ္စတွေကိုပါဆောင်ရွက်ဖို့အတွက်ကလောတိတ်တော်ဆရာတော်ဘုရားပေါ်မှာတာဝန်ရောက်လာပါတယ်ခင်ဗျအဲ့တော့1288ခုနှစ်ကစတင်ပြီးတော့ဆရာတော်ကြီးဥဝဒေသကဆရာတော်ဥပန်တော်ဆိုတဲ့ဆရာတော်ကိုဒီမှာចောင်းတိုင် ဖြစ်ထားပြီးမာမြတ်မုနိဖရာကြီးကိုလည်းဆောင်လျှောက်စေတယ်အဲ့ဒီလိုနဲ့တပည့်တော်အခုတိန်တော်ဆရာတော်တရင်တော်နေတဲ့ ကြောက်တိုက်ဟာမာမြတ်မုနိဖရာကြီးရဲ့ပိဋကတ်တိုက်ပါ1298ခုနှစ်မှာဆောက်ခဲ့တဲ့တိုက်ပါအဲ့တော့အဲ့ဒီနေရာမာယောမဟာဓမိကာယမနေရာမာယောတန်ခါဒီဘက်မှာတကြောင်ဟိုဘက်မှာတကြောင်နှစ်ကြောင်လုံးအဲ့တော့ငါတို့ဒီမှာအိမ်နေမရှိသေးပါဘူးနှစ်နေရာလုံးဟာတိန်တောင်မဟာဓမိကာယမတိန်တောင်ကြောင်းတိုက်ပါအဲ့ဒီလိုနဲ့နေတိုင်းက ပထမဥပန္တဝဒုတိယဆရာတော်ကဥတေဇဝန္တတတိယဆရာတော်ကဥစိန်တာတာရဆရာတော်30ရှိခဲ့ပါလေခင်ဗျာတပည့်တော်စာတင်တိုက်တည်ထောင်သွားတဲ့ဆရာတော်ဘုရားကြီးကတော့1300ခုနှစ်မှစတင်ပြီးတော့ဒီတောင်ကြီးတိန်တော်ကျောင်းနဲ့ဆက်ဆက်တာပါကတော့တိန်တော်ကျောင်းမှာစာနာဖြည့်ရင်းနဲ့ဆရာတော်ရဲ့ပညာရည်ချင်းနေပုံထိုင်ပုံတွေသဘောကျတော့ တောင်ကြီးတိန်တောင်ချောင်းကိုတပည့်တို့စာတင်တိုက်တီထောင်သွားတဲ့ဆရာတော်ကြီးကိုကလောဆရာတော်ကြီးကတာဝန်ပေးတာနဲ့1308ခုနှစ်မှာစတင်ပြီးတော့ရောက်ပါတယ်ခင်ဗျာသို့တော်လည်းပဲအဲ့ဒီတုန်းကတိုင်းရပြည်ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင်းအကြောင်းတိုက်ကိုစနစ်တကျမထောင်နိုင်ခဲ့ပါဘူးခင်ဗျာခိတခဏစစ်ဘေးစစ်တမ်းတင်တော့အင်းလေးငဖယ်ချောင်းချောင်း အင်းလေးညောင်ရွှေဒေသတို့ရတို့လှိုင်ကျူချောင်းအဲ့ဒီတွေမှာသွားပြီးတော့စစ်ဘေးရှောင်ပြီးတော့နေခဲ့ရတယ်လို့ဆရာတော်ရဲ့တမိုင်းထဲမှာရေးခဲ့ပါတယ်ခင်ဗျအဲ့တော့တပည့်တော်စာသင်တိုက်တီထောင်သွားတဲ့ဆရာဘုရားကြီးက1300 1304ခုနှစ်မှာရောက်တာ1308ခုနှစ်ကျမှတန်ခါ30နဲ့စာသင်တိုက်ကိုတီတဲ့တပည့်တော်စတီထောင်ခဲ့ရတာပါခင်ဗျ ိုတုန်းကတော့ဒီမဟာမဝိနိပိတကတက်ရဲ့ဓမိကာယုံเจ้าရဲ့စွန်းလုံးเจ้าနေရာရတကြောင်းနေပါခင်ဗျာအဲ့ဒီတုန်းကဒီဘက်မှာတကြောင်းနေပါခင်ဗျာအဲ့ဒီတုန်းကဒီဘက်မှာဟိုဘက်ကတတိပဋ္ဌံเจ้าတော့စခန်းရိတ်တာဒါပဲရှိသေးတယ်မဟာစီလို့ဆိုတာမရှိသေးဘူးခင်ဗျာအဲ့တော့အဲ့ဒီလိုနေရာမျိုးမှာတကြောင်းနေအဖြစ် နေလာရင်ကနေပါတပည့်တော်တို့1334ခုနှစ်ရောက်တဲ့အခါကျတော့ဟိုဘက်ဒီဘက်ကူကတန်းရတာ ड़ी အုပ်ချုပ်ရတာ ड़ी နည်းနည်းလေးပို့ပြီးတော့အဆင်ပြေအောင်အခုလက်ရှိဓမိကယုံเจ้าနေရာမှာဆရာတော်ဦးအိမ်တော်အတကိုเจ้าတိုင်ဘုန်းကြီးအဖြစ်တာဝန်ပေးပြီးအဲ့ဒီเจ้าကိုမဟာဓမိကယာမှာเจ้าဆိုပြီးတော့နာမည်သတ်မှတ်ခဲ့တယ်အခုဒီလိုဒီပိဋကတ်တိုက်နဲ့ ဒီဘက်မြင်းနေရာတွေကိုဆရာတော်ကအသစ်စီမံပြီးတော့မှတိန်တောင်ကျောင်းတိုက်နာမည်နဲ့1334ခုနှစ်မှနှစ်ကျောင်းအဲ့ဒီလိုခွဲခဲ့တယ်လို့သိရပါတယ်ခင်ဗျာဘယ်လိုပဲဖြစ်စီတပည့်တော်တိန်တောင်တမိုင်းကိုပြန်ပြီးတော့ကြည့်ရင်1288ခုနှစ်မှာကလောတိန်တောင်ကျောင်းကဒီစတင်ခွဲခဲ့တယ်ဆရာတော်ဘန္ဒနာဆန္ဒရီကမထေမြတ်ကြီးက1308ခုနှစ်မှာတန်ခါအပါ30နဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာစာတန်တိုက်ကိုစတင်တီထောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာတို့ဖြစ်တဲ့အတွက်ကြောင့်တပည့်တော်ဒီတိန်တော်ကျောင်းတက်ကြီးဟာလာမယ့်နှစ်1388ခုနှစ်ဆိုရင်ကလောတိန်တော်ကျောင်းကဒီခွဲလာတဲ့တက်တန်းသည်နှစ်100ပြည်ပါပြီခင်ဗျာစာတန်တိုက်တက်တန်း1308ခုနှစ်ကနေအခု1288ခုနှစ်ဆိုရင်တပည့်တော်စာတန်တိုက်တက်တန်းဟာအနှစ်80 ပြည့်ပြီဖြစ်ပါပြီဗျာဒါကြောင့်တပည့်တော်တို့ရှင်ဘုရားတို့ပညာရှင်တို့တောက်ဆုတ်ခဲ့တဲ့ဒီတိန်တော်ကြောင်းတက်ကြီးဟာတမိုင်းစင်လာအဲ့ဒီလိုကြီးမားခဲ့တဲ့တမဏိရှိချာလွန်ခဲ့တဲ့နှစ်ပေါင်းရာစုနှစ်တခုကနေစတင်ပြီးတော့တီထောင်လာခဲ့တဲ့ကြောင်းတက်ကြီးဖြစ်တယ်ဆိုတဲ့အကြောင်းရှေးဦးစွာလျှောက်ထားခြင်းပါလေဗျာတို့ဖြစ်တဲ့အတွက်ကြောင့်အခုအကမပန္တိတာ ဘွဲတိတ်တော်ရဆရာတော်နဲ့တပည့်တော်တို့နိုင်ကတွေနဲ့တိုင်ပင်လိုက်တဲ့အခါလာမယ့်နှစ်1388ခုနှစ်ဆိုရင်တိန်တော်ကျောင်းတက်ရဲ့တက်တန်းတည်နှစ်100ပြည့်စာတင်လိုက်တက်တန်း80ပြည့်ဒီအထိမ့်မှတ်ဖြစ်1388ခုနှစ်တဘိုးရဲလဆရာတော်ရဲ့အခုလက်ရှိအက္ကမပန္တိတာတိန်တော်ဆရာတော်ရဲ့မွေးနေ့မှာ ြောင်းတိုက်ရာပြေပွဲစာတန်တိုက်ဒီ80ပြည့်ဒါနဲ့တဆက်တည်းတွဲဖက်ပြီးတော့တိန်တော်နေကာယအစီဝေးဒီလိုမျိုးလှုပ်ဖို့ဆရာတော်ကတပိတော်တို့ကိုမိန့်ကြားထားတာရှိပါလေခင်ဗျာဒါကြောင့်အခုဒီကိုကြွရောက်လာကြတဲ့ကျောင်းသားဟောင်းများဆရာတော်များအနေနဲ့လာမယ့်နေ့မှာပြုလုပ်မယ့်ယာပြေပွဲကိုလည်းပဲစာတန်တိုက်ဒီ88နှစ် 80ပြည့်ပွဲကိုလည်းအခုလိုစုံစုံညီညီကြွရောက်ပြီးတော့ချီးမြှောက်နိုင်ဖို့အခုတည်းကကြိုတင်ရှောက်ထားပါတယ်ဗျာအဲ့တော့တပည့်တော်တို့ဒီအကြောင်းတိုက်မှာတမိုင်းမှတ်တမ်းအနေနဲ့စာအုပ်ဖြစ်အကြောင်းတိုက်တမိုင်းရဲ့လို့တီးတန့်မထွက်ခဲ့ဘူးအောင်ဗျာတိန်တော်ဏိကာယသာသနာဝင်ထဲမှာဆရာတော်ဖရာရဲ့အထုပ်ပတ္တိအဲ့ဒီအထုပ်ပတ္တိထဲမှာဒီတိန်တော်ကြောင်းတိုက်ရဲ့တမိုင်းရာဆိုရင် ဲ့ဒီလိုပူတွေပါတဲ့စာအုပ်အရင်ကတိန်တောင်နေကာယကနေထုတ်ခဲ့ပူတဲ့စာအုပ်တော့ရှိပါတယ်ဗျာဆရာတော်ဘုရားကြီးလက်ထက်မှာတပည့်တော်တို့ကလည်းငယ်သေးတော့ဆရာတော်ဘုရားကြီးအကမပန္တိတဘွဲရတယ်အပြည့်စားအကမတတ္တမသရိကဘွဲတစိတော်တွေရခဲ့တယ်အဲ့ဒီခါမှာတပည့်တော်တို့ဒီသမိုင်းကြံအောင်မောကွန်းစာအုပ်တွေမစီစဉ်နိုင်ခဲ့ပါဘူးခင်ဗျာယခု တိန်တော်ကျောင်းတမိုင်းကိုကြည့်လိုက်တဲ့အခါမာဓမိကာယာမနဲ့ဒီတိန်တော်ကျောင်းနှစ်ခုရာဇဝင်ကိုကြည့်လိုက်တဲ့အခါကျောင်းတိုင်ဆရာတော်အဆက်ဆက်ဟာစာသင်တိုက်ဒီဆရာတော်ရဲ့ရှေ့မှာ၃ဆက်ရှိခဲ့တော့တပည့်တော်စာသင်တိုက်တည်ထောင်သွားတဲ့ဆရာဖျားကြီးကစတုထမြောက်ဆရာတော်ဖြစ်ပြီးအခုအက္ခမပန္နိတဘောဓိစိတ်တော်ရဆရာတော်ကပြင်စမမြောက်ဆရာတော်ဖြစ်ပါလေခင်ဗျာဒါကြောင့်တပည့်တော်ဒီပြင်စမမြောက်ဆရာတော် အက္ခမပန္တိတဘွဲတစိတ်တော်ရမှာပဲအက္ခပူဇာမောက်ကွန်းလွာဆိုတဲ့တမိုင်းမှတ်တမ်းတင်နိုင်မဲ့ဒီစာအုပ်ကိုတပည့်တို့စီစဉ်နိုင်ခဲ့ပါလေခင်ဗျာအဲ့တော့ဒီစာအုပ်ကိုတပည့်တို့ကနှစ်လအတွင်းမှာအချိန်ကြိုအတွင်းမှာစီမံလိုက်ရတဲ့အတွက်ចောင်းသားဟောင်းနေစီအကုန်လုံးအကြောင်းမကြားနိုင်ခဲ့ပါဘူးဒါဝင်လည်းတပည့်တို့အဲနားလည်းခွင့်လို့ပေးဖို့အချိန်ကြိုအတွင်းမှာလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်တပည့်တို့ဒါလည်းပဲမေတ္တာရက်ခံရှောက်ထားပါလေခင်ဗျာ ။ဒါမဲ့နှစ်ယာပြည့်ပွဲမှာတော့ယာပြည့်ပွဲနဲ့ညီစာတင်တိုက်ဒီ80ပြည့်ပွဲနဲ့ညီတကယ်ရာစုနှစ်တစ်ခုကိုတပြီးတော့ယာပြည့်ကြုံဖို့ဆိုတဲ့အခြေအနေဟာအလုံးအင်မတန်မှကြုံတော့ကြုံခဲ့အခြေအနေကြီးဖြစ်ပါလေခင်ဗျာ။ဒါကြောင့်အဲ့ဒီယာပြည့်ပွဲကိုတော့တပြီးတော့ဖြစ်ကြတဲ့ဆန်လေမကြော်ဖြတ်ချင်ပါဘူး။တပြီးတော့ရှင်ပြားတို့ကြုံခိုက်ယာပြည့်ကျုံနေတဲ့ခိုက်တက်မှာနောင်လာနောက်သားတွေအတွက်သမိုင်းမှတ်တမ်းတင်နိုင်အောင်တိန်တောင်ចောင်းတက်ရဲ့ ရာဇဝင်သမိုင်းတွေတိန်တော်ကျောင်းတည်းရဲ့ဖြစ်ပျက်ခဲ့တဲ့